thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မြင်းကြံထောင်မှာတောင်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်ကြပြရုပ်ဆိုခဲ့ကြတဲ့နိုင်ငံရေးကျင်းသားများကိုစစ်ကောင်စီကရှိုင်းနှက်ချီချင်းခတ်တိုက်ပိတ်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြင်းကြံထောင်တွင်ရှိနိုင်ငံရေးကျင်းသားများကိုတောင်အောင်ဆန်းစုကြည်မွေးနေ့မှာကြပြရုပ်ဆိုဂုဏ်ပြုခဲ့လို့မြင်းကြံထောင်ရှိဝန်ထမ်းများကရှိုင်းနှက်ပြီးချီချင်းခတ်တိုက်ပိတ်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျင်းသားများကွန်ရက် PPNM မှဗဟုဥဆောင်ကော်မတီဝင်ဦးတိုက်တုံးကပြောကြားခဲ့ပါတယ်။ဇွန်လ 2019ရဲ့နေ့မြင်းကြံထောင်မှာနိုင်ငံအကြံသားတွေကဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂုံပြုတ်ကပြားရွဆိုခဲ့မှုအတွက်ဒီကနေ့အချိန်ထိတိုက်ပိတ်ခံထားအကြောင်းထအောင်လာပိုင်းနေရင်ရိုက်နှက်ထားမှုကြောင့်နိုင်ငံအကြံသားများမှတရားများရရှိထားပြီးစေကူတာခွင့်ထံဝင်စာတွေ့ခွင့်နဲ့ပါဆင်များလည်းပို့ဆောင်ခွင့်ပိတ်ပင်ခံထားအကြောင်းသိရပါတယ်ထောင်အာဏာပိုင်တွေကနိုင်ငံရေးအကျဉ်းသားတွေဘာပဲလုပ်လို့အမြင်ဆောင်ကြည့်ပြီးမှဖိနှိပ်ဖို့ပဲကြိုးစားနေတဲ့သူတွေဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့ ပန်ဒေါအောင်ဆန်းစုကြည်နဲ့မွေးနေ့ဆုတောင်းဒေါအောင်ဆန်းစုကြည်အတွက်ကပြပါပဲလို့လို့သူတို့တွေကပြုလုပ်တဲ့ကိစ္စရဲ့နဲ့မညီများတဲ့ပြမှုပြစ်ဒဏ်တွေကအစပြီးတယ်။ဒါဆိုရင်ထောင်ရဲစီးမင်းစည်းကမ်းတွေကိုချိုးပေါက်တာလားမဟုတ်ပါဘူး။ထောင်ရဲလုံခြုံရေးကိုချိုးပေါက်တဲ့ကိစ္စတွေလည်းမဟုတ်ပါဘူး။ဒါကိုဘယ်မှာမှမပါတဲ့အကြောင်းပြချက်တွေနဲ့ပြမှုပြစ်ဒဏ်တွေမှလည်းမရီးတော့တဲ့အကြောင်းပြချက်တွေနဲ့အခုလိုမျိုးအတင်းအတမတိုက်ပိတ်တဲ့ပြစ်ဒဏ်ကတော့လုံးဝလက်မခံနိုင်ဘူးဆိုတာကိုတော့ပြောလိုပါတယ်လို့ကိုတိုက်ထုံးကပြောကြားခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်မွေးနေ့အချိန်မှာကပြရွတ်ဖတ်ယုံနဲ့လူခွင့် ီချိုးဖောက်နေကြတဲ့ထောင်ဝင်တန်းတွေကိုလူအခွင့်အရေးပြန်လည်ရရှိချိန်မှာတရားမျှတမှုရရှိဖို့အတွက်တံပြန်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကကြေညာပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့မဟာအောင်မြင်မှာအိမ်နောက်တဲ့ကလေးဖခင်ကိုတန်းထွန်းအောင်ကိုစစ်မှုထမ်းရမယ်လို့ဆိုပြီးစစ်တပ်ကဝင်ရောက်ဖမ်းဆီးကမအုပ်ပင်မှာလဲကျမ်းမာရေးမကောင်သူကိုတော်စင်ကိုတတတဲ့အဖြစ်ဖမ်းဆီးခေါ်ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမဟာအောင်မြင်မြို့နယ်မှာအိမ်နောက်တဲ့ကလေးဖေကိုတန်းထွန်းအောင်ကိုစစ်မှုထမ်းရမယ်လို့ဆိုပြီး ီးစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရသူရဲ့မိတ်ဆွေတွေကသတင်းဌာနကိုပြောပါရယ်ဇူလိုင်လ10ရက်နေ့မနက်9:35မိနစ်အချိန်မန္တလေးတိုင်းမဟာအောင်မြင်မြို့နယ်အောင်ချမ်းအီးရက်ကွက်36လမ်း90နဲ့82လမ်းကြားရက်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့မျက်နှာချင်းဆိုင်နေအိမ်မနေထိုင်တဲ့အသက်29နှစ်အရွယ်ကိုတန်းထွန်းအောင်ကော်တာတီကိုစစ်မှုထမ်းဖို့မဲပေါက်ထားတယ်လို့ဆိုပြီးနေအိမ်တွင်ကိုစစ်တပ်နဲ့ရက်ကွက်အုပ်ချုပ်ရေးဖွဲ့ကဝင်ရောက်ဖမ်းဆီးသွားကြောင်းသိရပါရယ်တာတီမှာကလေးနဲ့မိန်းမရှိရဲ့မနက်အစောကြီးအိမ်ကိုဝင်စီးပြီးစ စစ်မှုတမ်းပဲပေါက်တယ်ဆိုပြီးဝင်ဖန်တာစစ်တပ်နဲ့အတူဝင်ဖန်တဲ့ရက်ကွက်အုပ်ချုပ်ရေးဖွဲ့ဝင်တွေကဒိုင်တော်ရက်ကွက်ရှာအိမ်မှုတိန်ထေကန်လာရက်ကွက်စေအိမ်မှုဦးစာအုပ်အပိုင်းနှင့်ရက်ကွက်ရှာအိမ်မှုညွင့်ရင်နဲ့အပေါင်းပါတွေဖြစ်တယ်လို့ဖန်စီခံရသူကိုတန်ထောင်းအောင်ရမိတ်ဆွေကရှင်းပြပါရတယ်။ အလာဒူဇွန်လ30ရက်နေ့ညပိုင်းအင်ယာရီတိုင်းမအူပင်မြို့ပေါ်မှာလည်း MS နီရက်ကွက်အုပ်ချုပ်ရေးမှူးဝန်တင်ကလူငယ်များကိုနေအိမ်တွင်းကိုဝင်ရောက်ဖမ်းဆီးပြီးစစ်မှုထမ်းဖြစ်ဆူဆောင်းလျက်ရှိရာကျမ်းမာရေးမကောင်းမွန်တဲ့ကိုတော်စင်ကိုတက်သားတဲ့ဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပါရယ်စစ်မှုထမ်းမယ်ဆိုပြီးမအူပင်မှာအင်ဒီရဲတီလူငယ်တွေကိုဝင်ဖမ်းနေဖန်နာကအမတ်စနီရက်ကွက်အုပ်ချုပ်ရေးမှူးဝန်တင်ကဖမ်းနေတာစစ်မှုထမ်းကြီးဆိုပြီးတော့လေအိမ်တိုင်းအိမ်တိုင်းက ငွေကောက်နေတယ်လူငယ်တွေကိုလည်းအတင်းဝင်ဖန်နေတယ်အဲ့ဒီထဲမှာစမ်းမိုင်းမကောက်တဲ့မောင်တော်စင်ကိုလည်းစစ်မှုထမ်းဖို့ဆိုပြီးသူ့ရဲ့မိသားစုတွေရှိမှပဲရှုံရင်းဆန်ခတ်ဝင်ပန်းသွားတယ်လို့မူပင်မျိုးမှပြည်သူတောင်ကဆိုပါတယ်အကြံဖက်စစ်ကောင်စီကဇူလိုင်လအတွင်းဖွင့်လှစ်မဲ့စစ်မှုထမ်းပတ်စဉ်15အတွက်နိုင်ငံတော်မှလူငယ်များကိုစစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းပေါ်တာဆွဲဖမ်းဆီးခြင်းအတင်းအကျပ်အထမခေါ်ဆောင်ခြင်းများလှုပ်ဆောင်ရရှိကြောင်းပြည်သူများရဲ့တရင်ပြဖို့ကြံရသိရပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့နိုင်ငံတော်မှာတလအတွင်းစစ်ကောင်စီလက်ဆက်ကြောင်းအရှက်သား80နီးပါးတည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်မှာပြီးခဲ့တဲ့ဇွန်လတလတာအတွင်းစစ်ကောင်စီလက်ချက်ကြောင်းအပြစ်မဲ့အရှက်သား80နီးပါးတည်ဆုံခဲ့တယ်လို့နိုင်ငံရေးအကြံသားများကူညီဆောက်ရှောက်ရေးတင်အေပီပီကဇူလိုင်လ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဇွန်လ10ရက်နေ့ကနေဇွန်လ30ရက်နေ့ထိနိုင်ငံတော်မှာစစ်ကောင်စီရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင်းအမျိုးသမီး23နဲ့အမျိုးသား45ဦးစုစုပေါင်း68ဦးတည်ဆုံခဲ့တာကိုအမည်နဲ့တကွာအတည်ပြုနိုင်ခဲ့တာပါ။အဲ့ဒီထဲမှာအသက်18 နစ်အောင်ကလေးငယ်ကိုပါဝင်ပြီးတေဆုံသူတွေအနက်စကိုင်းတိုင်းမှာ18ဦးနဲ့တေဆုံသူများဆုံးဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံသူ36ဦးထိရှိခဲ့တာဖြစ်ပါတယ်။ဒါအပြင်အဲဒီကာလအတွင်းစစ်ကောင်စီရဲ့လက်ချက်ကြောင့်အတိပြုရန်လိုအပ်နေဆဲဖြစ်တဲ့တေဆုံသူရတား80ရေစင်းရင်ကိုလည်းတီးကြောက်ယူထားပြီးအတိပြုနိုင်ဖို့ဆောင်ရွက်နေတယ်လို့ AABP ကဆိုပါတယ်။ AABB ရဲ့အချက်လက်တွေအရစစ်အာဏာသိမ်းလေးနှစ်ကျော်ကာလအတွင်းစစ်ကောင်စီနဲ့လက်ပါစီရီရဲ့လက်ချက်ကြောင့်ဒီမိုကရေစီလှုပ်ရှားသူနယ်ပြည်သူစုစုပေါင်း6843တိဆုံးခဲ့တယ်လို့ဆိုပါတယ်။ဆလတ်ပြီးစစ်တွေမှာအမျိုးသားမျိုးသမီး90နီးပါးကန်ကိုစစ်ကောင်စီဖမ်းဆီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်စစ်တွေမြို့နယ်အတွင်းအမျိုးသမီးအမျိုးသား90နီးပါးကိုမြို့ပြင်ကိုထွက်တယ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းဆီးထားတယ်လို့စစ်တွေမြို့ကန်တွေကပြောပါတယ်။စစ်တွေမြို့တွင်စစ်ဘေးရှောင်ဖုံးတော်ကြီးတွေမှာကိုလုံနီထက်ရှိတဲ့အမျိုးသမီးနဲ့မျိုးသားတွေမှာစစ်မြေ ပြင်ပကျေးရွာတွေကိုထင်းရှားဟင်းရှားသွားကြဖို့အတီးတီးအဖမ်းခံရတာဖြစ်ပါတယ်။လောင်စာဖြစ်အုံပြုနေတဲ့ထင်းစေးမှာ စစ်တွေမျိုးမှာအစမတန်ဈေးမြင့်တက်မှုတွေကြောင့်စခန်းတီးတီးမှနေထိုင်နေကြတဲ့စစ်ဆောင်တွေကထင်းရှာဟင်းရှာသွားကြစဉ်စစ်ကောင်စီတပ်ထံဖမ်းဆီးခံရတာဖြစ်ပါတယ်။ဖမ်းဆီးခံရသူတွေကိုစစ်တွေမျိုး MS နှင့်ရေးစခန်းမှာထိန်းသိမ်းထားကြောင်းခန့်မှန်း90လောက်ဖမ်းဆီးထိန်းသိမ်းထားတယ်ပြန်လည်လွတ်မြောက်လာသူအမျိုးသမီးတုံကဆိုတာပါ။အမျိုးသားမျိုးသမီး90နီးပါးအဖမ်းခံထားတဲ့စစ်တွေမျိုးပြင်ပကျင်းပတွေကိုသွားပြီးထင်းရှာဟင်းရှာကြတယ်။အဲ့ဒါကိုအချောက်ခံပြီးတော့မျိုးရင်းမှာရောင်းကြတာပေါ့။စစ်တပ်ကကားနဲ့လိုက်ဖမ်းတော့တခြားလုံးဖမ်းနေသူတို့တတ်မှတ်ထားတဲ့ဧရိယာ ကိုကြိုရဲဆိုပြီးတော့ဖမ်းတာပါအားလုံးကိုစစ်တွေမျိုးအမှတ်နဲ့ရဲစခန်းမှာထိန်းသိမ်းထားတယ်လို့ပြောပါရယ်ဖန်စီခံရသူတွေမှာဇူလိုင်လ၁ရက်နေ့မနက်ပိုင်းကစစ်တွေမျိုးပြင်ကြီးရွာမှာထင်းရှာဟင်းရှာသွားတဲ့စစ်ပီးရှောင်ဖုံတော်ကြီးကျောင်းတွေမှာနေထိုင်ကြသူတွေဖြစ်ပါတယ်။အဖမ်းခံရတဲ့အများဆုံးကစစ်တွေမျိုးရှိစစ်ရှောင်ဖုံတော်ကြီးတွေဖြစ်တဲ့တိန်နီကာယုံကျောင်း တောပိတရာမကြောင့်ရွှေစီရီကြောင့်လည်းနာစီရွာလူပဖြစ်ကြောင့်ပြန်လည်လွမြောက်လာသူတုံးကပြောပါရယ်စစ်တွေမျိုးကနောက်ထပ်တုံးကအာလုံးနီပါကိုစစ်တွေမျိုးအမှတ်နှစ်ရဲစခန်းမှာထိမ့်သိမ်းထားပါရယ်လွတ်ပြီးတာတော့ကြားပါရယ်အတိအကျတော့မသိရသေးဘူးတချို့ကတော့ပတ်စံပေးလိုက်ရင်တော့ပြန်လွတ်ပြီးရလို့ပြောပါရယ်စစ်တွေမျိုးနဲ့အတွင်းနေထိုင်ကြသူတွေကိုစစ်ကောင်စီကစစ်တွေမျိုးပြင်ပထွက်ခွာခွင့်လုံးဝပိတ်ပင်ထားပြီးထွက်ခွာလို့တွေးရှိပါကဖမ်းဆီးတာပုံမှန်မျိုးမျိုးတက်ပြီးတရားစွဲဆိုထောင်ချနေကြောင်းစစ်တွေမျိုးကနေကဆိုပါရယ်စစ်တွေမျိုးကငွေကြေးတနိုင်သူတွေကစစ်တွေက နေတဆင်းရန်ကုန်ကိုလေကြောင်းကနေသွားလာမှုတွေရှိတော့လေငွေကြီးမတက်နိုင်သူတွေကစစ်တွေမျိုးတွင်ပိတ်လောက်ခံထားအကြောင်းစစ်တွေမျိုးကန်နေကဆိုပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့နောင်ချုံမျိုးနဲ့နာဆာကတက်တွေပုံနီးလာနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်း TNL ထိန်းချုပ်ထားရာနောင်ချုံမျိုးနဲ့နာဆာကတက်တွေပုံနီးလာကြောင်းဒေသခံတွေကပြောပါတယ်မြက်ကြီးနုဘန်နာမှာတော့နေတိုင်းတိုက်ပွဲပြင်းထန်နေတဲ့နောင်ဩရွာထိစစ်တပ်ကပြန်ရပြီလို့ကြားတဲ့ဒီဘက်ပြည်တော်စုလမ်းမကြီးဘက်ကကြတော့ရွှေညောင်ပင်အထိစစ်တပ်ကလာတိုက်တာရှိပြီးမြေစကန်းလာထိုင်းတာမျိုးမတွေ့ရဘူး ဒီတော့ရေဝင်းပန်ပွေးပတ်တိုက်ပွဲဖြစ်တန်ကြားတယ်လို့ဒေသခံတယောက်ကဆိုပါတယ် TNL နဲ့ပူပေါင်းတပ်ဖွဲ့တွေကြားကနေဖြတ်ပြီးတိုက်ဖို့ပြင်ဆင်နေရလူရှုစားအကြောင်းသူကပြောပါတယ်စစ်တပ်တပ်ဖွဲ့ကပြည်တော်စုလမ်းမကြီးဘက်နောင်ချိုကိုဆိုင်ကယ်စီးရင်10မိနစ်လောက်နဲ့ရောက်နိုင်တဲ့အကွာဝေးမှာရောက်နေပြီလို့အမျိုးသားတယောက်ကပြောပါတယ်လက်ရှိမှာတော့ drone နဲ့လက်နက်ကြီးကိုအဓိကထားပြီးအပြန်အလှန်တိုက်နေကြတဲ့သဘောရှိတယ်လို့သူကပြောပါတယ် NASA ကတပ်ဖွဲ့တွေဘက်ကတပိတ်ချင်းနဲ့နောင်ချိုဘက်ရပြီးရင်ပတ်တိုက်မဲ့အစဉ်အပြင်တွေရပြီးမိုးကုတ်ဘက်ကနေလည်းတိုက်ဖို့ပြင်နေရလို့ NASA ကတပ်ဖွဲ့နဲ့ဤစတဲ့သူတွေစီကတည်ရပါတယ်။ဇူလိုင်လ၁ရက်နေ့ညပိုင်းကနောင်ချုံမြို့နယ်ဆမ်ဆဲဘက်ကို NASA ကတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ရာ TNL တပ်ဖွဲ့ဘက်ကအလောင်းလီလောင်းတနက်နယ်လက်လက်ပစ်ပုံတွေတင်ပန်ရရှိပြီး NASA ကတပ်ဖွဲ့ဘက်ကစစ်တီတယောက်ကြာဆုံးခဲ့တယ်လို့ NASA ကတပ်ဖွဲ့နဲ့ဤစတဲ့သူတွေကပြောပါတယ်။ဇူလိုင်လ၁ရက်နေ့ဤလယ်ပိုင်းက TNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့ခန်းစစ်စခန်းကို .834 ကိုတင်ပန်ရရှိခဲ့ကြောင်းနဲ့ DBNL တပ်ဖွဲ့ဘက်ကအလောင်း6လောင်း Type 81တနက်3လက် G81 G7 တချို့တင်ဆက်ရရှိခဲ့တယ်လို့ဆိုပါ ါတယ်။ TNL ဘက်ကတော့ဇူလိုင်လ10ရက်နေ့ညနေ3:00နာရီကျော်ခန့်ကနောင်ချုံမြို့နယ်30ကျေးရွာမှာ NASA ကဘက်ကလေကြောင်းနဲ့လေကြိမ်ပုံစံတလုံးကျေချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံ3ဦးတည်ဆုံပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။